တကယ်ယုံမလားသူမဟုတ်တောင်ကြားကအေးမြလာတဲ့ရေတိမ်မြုပ်ကြားမှာတကဘာလုံးမှာရှိမနေတဲ့လူမျိုးတစ်မျိုးကတာမန်နေဘဝကိုစိတ်လှုပ်ရှားဖွယ်နဲ့ဖြတ်တန်းနေတာကိုမျက်မြင်ကြည့်ဘူးလားဒါဟာရှမ်းပြည်တောင်ပိုင်းမှာတည်ရှိတဲ့အင်းလေးရေကန်ဖြစ်တယ်တောင်တန်းကြားအေးမြတဲ့လေရေကန်တလွားစီးနေတဲ့တိတ်တဆိတ်လေတန်တီးရွက်နဲ့မျက်မြင်ပုံမှာပဲတီထောင်ထားတဲ့အိမ်ချမ်းကြီးတွေဒီဟာတွေကိုလူအင်ဂျင်နီယာနဲ့တဘာဝကြားကပူးပေါင်းဖန်တီးမှုလိုလားတူတိုင်းကြည့်တယ် အင်းသားလူမျိုးတွေကခြေတစ်ဖက်နဲ့လှေလောပြီးတစ်ဖက်မှာမြစ်တောင်လက်ကရေမာငါးဖမ်းတယ်။သူတို့အတွက်ရေကမျက်နှာပြင်ပဲမဟုတ်ဘူး။နေထိုင်မှုစိုက်ပျိုးမှုဖျားဖူးခြင်းတောင်ပါဝင်တဲ့ဘဝတစ်ခုလုံးရဲ့အခြေခံကြီးဖြစ်နေတယ်။တောင်တွင်းခင်းပေါ်မှာခရမ်းသီးတွေစိုက်ပြီးချက်ချင်းငါတင်ရတဲ့နေရာတွေကြောင်ရင်းပင်နဲ့ချီထုတ်ပြီးရှေးအင်းကြီးထဲချီနေတဲ့အင်းသားမျိုးသမီးတွေရဲ့မျက်နှာထဲမှာမြမရင်ကျေးမှုနဲ့အပြေအဝထဲထားသလိုပဲ။နေ့ရက်တစ်ရက်လောက်ကြာဖို့ပါစိတ်ကနောက်ကျလာမယ်။ ဘဝကပင်ပန်းနေရဆိုရင်ညနေခင်းရေမျောမှနေပြီးတစ်တောနှမ်းနဲ့ရေတိမ်အေးအေးကိုချီးတာတာခံစားကြည့်ပါအင်းလေးဟာတင်မြဲရှာနေခဲ့တဲ့တိတ်ဆိတ်မှုနဲ့စိတ်ချမ်းသာခြင်းရဲ့နေရဖြစ်လာလိမ့်မယ်မြမပြည်ရဲ့အနွယ်ဖျားတဘာဝအလှတွေထဲမှာလူတစ်ယောက်မှမဖြုတ်နိုင်တဲ့အမည်တစ်ခုကအင်းလေးရေကန်ဖြစ်ပါတယ်မနက်ခင်းရဲ့မြူနင်းနဲ့တင်တောင်တန်းကြရေမျောဟန်လေးကစိတ်ထဲအေးလေးဝင်လာပြီးဒီမှာတကယ်လားဆိုတဲ့မေးခွန်းကိုမလိုအပ်အောင်ထင်ရှားစွာဖြေလိုက်ပါတယ်အကားတစ်ခုပဲလောက်နဲ့ ဒီလိုဘဝလေးကတကယ်ပျော်နေတယ်ဆိုပြီးအပန်းဖြေဖို့မနှက်ဖြန်ထက်လာခြင်းစိတ်တွေတက်လာတတ်တယ်။အင်းလေးဟာမဖြစ်မနေတွားဖူးတဲ့နေရာတစ်ခုမကပဲ။မလွတ်မသွားဖြစ်တဲ့အမှတ်တရတစ်ခုပါ။တောင်တွင်းခင်းပေါ်မှာခရမ်းသီးတွေစိုက်ပြီးချက်ချင်းငါတင်ရတဲ့နေရာတွေကြောင်ရင်းပင်နဲ့ခြိထုတ်ပြီးရှေးအင်းကြီးထဲချီနေတဲ့အင်းသားမျိုးသမီးတွေရဲ့မျက်နှာထဲမှာမြမယဉ်ကျေးမှုနဲ့အပြေအဝထဲထားသလိုပဲ။နေ့ရက်တစ်ရက်လောက်ကြာဖို့ပါစိတ်ကနောက်ကျလာမယ်။ ဘဝကပင်ပန်းနေတယ်ဆိုရင်ညနေခင်းရေမျောမှာနေပြီးတစ်တောနှမ်းနဲ့ရေတိမ်အေးအေးကိုချီးတာတာခံစားကြည့်ပါအင်းလေးဟာတင်မြဲရှာနေခဲ့တဲ့တိတ်ဆိတ်မှုနဲ့စိတ်ချမ်းသာခြင်းရဲ့နေရဖြစ်လာလိမ့်မယ်။ညခါမှာတော့တိတ်ဆိတ်မှုကြားကရေတကွန်အိပ်ပျော်တန်နဲ့လီလော်တန်ကတိတ်တိတ်ငြိမ်ငြိမ်နဲ့သဘောထားတစ်ခုပေးတဲ့အင်းလေးကိုတခါတာသွားဖူးရင်ငြင်းချက်မှုဆိုတာဘယ်နေရာမှာရှိလဲဆိုတာသိလာနိုင်တယ်။ အင်းလေးတဘာဝနဲ့လူပေါင်ပေါင်းစီထားတဲ့မြမသက်တခွန်ရဲ့တစိတ်တပိုင်းတွားပူးရဲ့ဒူတိုင်းရဲ့နှလုံးသားထဲမှာမဖြောက်နိုင်တဲ့အမတ်တရားတစ်ခုပဲဖြစ်လာတတ်ပါတယ်။ဒီလိုစိတ်ဝင်စားပွဲရနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားဖို့မလိုပါနဲ့နော်။